2022ခုနှစ်ဇွန်လနဲ့အောက်တိုဘာလတွေမှာရခိုင်ပြည်နယ်မှာဗုဒ္ဓဘာသာကိုးကွယ်သူတွေနဲ့အစ္စလာမ်ဘာသာကိုးကွယ်သူတွေကြားမှာဘာသာရေးပြည်ပကဖြစ်ခဲ့ပါတယ်။ဒီပြည်ပကအကြံဖက်ဖြစ်ရတွေကြောင့်နှစ်ဖက်သလုံးကလူပေါင်း100ကျော်တေဆုံးခဲ့ရပြီးတော့နေအိမ်ပေါင်း2500ကျော်မိလောင်ပျက်စီးခဲ့ပါတယ်။လူပေါင်းတသိန်းလောက်ကလည်းနေရက်တွေကိုစွန့်ခွာထွက်ပြေးရပြီးတော့ဒုက္ခတွေဘဝကိုရောက်ခဲ့ကြရတာအခုဆိုရင်လင်းတဲ့ရှိသွားခဲ့ပါပြီ။အဲ့တော့ အခုဒီလေးနေကြာသွားတဲ့အခါမှာဒီဒုက္ခတွေရဲ့အခြေအနေဘယ်လိုရှိသလဲဆိုတာကိုဒီနေ့ခေပြိုင်ကောက်ကြောင်းများအစီအစဉ်မှာကြည့်ကြရမှာပါပြခဲ့တဲ့လင်းနေတုံးကစစ်တွေမြို့ပေါ်မှာဗလာကြီးပြိပခါတွေဖြစ်ခဲ့တာကြောင့်ဒီရခိုင်ပြည်နယ်စစ်တွေမြို့တော်ရဲ့အနိဒဝိုက်တွေမှာဒုက္ခတွေစခန်းတွေ ရှိသွားခဲ့ပါတယ်ဘုရားဘာသာဝင်တွေအတွက်ဒုက္ခသစ္စာ၄ခုအစ္စလမ်ဘာသာဝင်တွေအတွက်ဒုက္ခသစ္စာ၁၂ခုဒီမျိုးမှာရှိသွားခဲ့တယ်အခုကျွန်တော်ရောက်နေတဲ့နေရာကဒါဆက်ယုံစု၃လို့ခေါ်တဲ့နေရာပါဒီနေရာဟာဒါရင်တော့ကဒါဒုက္ခသစ္စာတစ်ခုဖြစ်ခဲ့ပါတယ်ဒါဘုရားဘာသာဝင်တွေဟိုထားတဲ့ဒုက္ခသစ္စာပါအခုဒီမှာဘာမှမရှိတော့ဘူးအရင်ကဒုက္ခသက်စခန်းရှိတုန်းကအသုံးပြုခဲ့တဲ့အဆောက်အအုံတွေစာသင်ကျောင်းတွေပဲရှိတော့တယ်ဆိုတော့ đi mà nè cái này đâu khác đấy anh nào du bao tây nhà cho du gì bao tao đi bao cả phải u yếu như thế này Thằng đó sẽ đuổi miêu nào cả, mình cả, tôi chết, giải quyết. ဒါကတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ပြန်လဲနေရာချထားပေးတဲ့နေရာပေါ့ဒီမှာအိမ်တော်စုပေါင်း150တစုရှိတယ်အိမ်က150တလုံးရှိတယ်ဆိုတော့တို့တွေကဒါအရင်တုန်းကဆိုလို့ရှိရင်ဒီဟိုဘက်ကဆက်ယုံစုဒုက္ခသည်စခန်းမှာနေခဲ့ကြတာပေါ့အဲ့တော့အခုတော့တို့တွေကိုတဖြည်းဖြည်းနဲ့ဒီဘက်ဒီမှာဒီမြေခွက်တွေနဲ့အိမ်တွေနဲ့ဒါအစိုးရကနေပြီးတော့ပြန်လဲနေရာချထားပေးတာဟုတ်ကဲ့နေကောင်းတယ်နော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဒီဟိုဒီရက်ွက်ထဲကိုပြောင်းလာတာကြာပြီလားကျွန်တော်တို့တလပိုင်း20ရက်နေကပြောင်းလာအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီမှာမိသားစုဘယ်နှယောက်နေလဲကျွန်တော်မိသားစုလားမိသားစု4ယောက်နေ4ယောက်နေတယ်ဆိုတော့ဒါအစိုးရကပေးထားတဲ့အိမ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အိမ်ဆိုတော့မိသားစု၄ယောက်အတွက်တော့ဘယ်လိုနေလဲဗျအဆင်ပြေပါမိသားစု၄ယောက်ပါဟုတ်ကဲ့အခုဘာလို့လုပ်လဲကျွန်တော်ဈေးရောက်ပါတယ်ဈေးရောက်နေနော်အရင်တုန်းကဘာမှနေလဲအရင်တုန်းကကျွန်တော်နာစီပါနေတယ်နာစီဟုတ်ကဲ့ဆိုတော့ဒီဘာသာရေးပြပခါတွေဖြစ်ခဲ့တယ်2022ခုနှစ်ဒါဖြစ်တော့ကျွန်တော်ဆက်ရုံစု၃ယောက်ဩဆက်ရုံစု၃ဟုတ်ကဲ့ ဲ့မှာဘယ်လောက်ကြာကြာနေခဲ့ရလဲ။ကျွန်တော်၃နှစ်ကျော်လောက်ကြာနေ။ဆိုတော့အခုတို့ဒီမှာနေရတာရောအဆင်ပြေလား။နေရတာအဆင်ပြေလေ။ကျွန်တော်တော့လာရခက်ခဲရှိရေ။နောက်ပြီးတော့ဒီအလုပ်သမားတွေပေါ့နော်။လောက်ကန်ကြီးချပါရေဆိုတော့ဒီမျိုးပေါ်တော့အလုပ်လုပ်ပြီးပြန်လာရတယ်။အခက်ခဲ။အတော့ပြန်တော့ပေါ့။အတော့ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့အခုတို့ကြတော့လွန်းလွန်းလပ်လပ်သွားလို့ရလား။ဒီကိုလေဒီသွားကြည့်တဲ့နေရာကိုသွားသွားလို့ရလားတော့သွားလို့မရဘူးကျွန်တော်ဆိုဒီအနောက်ဘက်သွားမယ်ဆိုနေဒီမှာကလားရော်နေကြည့်ဟုတ်ကဲ့အဲ့ဘက်ကျရင်ကျွန်တော်သွားလို့မရဘူးအဲ့ဘက်သွားလို့မရဘူးဆိုတော့ဒီဘက်စစ်တွေစစ်တွေဖတ်တော့သွားလို့ရတယ်ရန်ကုန်ရန်ကုန်လည်းသွားလို့ရတယ်ရန်ကုန်လည်းသွားလို့ရမယ်နော်

ဒီမှာအိမ်အောင်စု246စု ရှိပြီတော့သူတို့တွေအိမ်တယောက်တစ်လုံးနဲ့ဒီမှာအိမ်အားလုံးပေါင်း246လုံးရှိပါတယ်ဒီစကမ်းမှာတော့လူဦးရေကဒါ1200ကျော်ရှိပြီတော့အဲ့ဒီထဲက600ကျော်ကတော့ဒါចောင်းသားဒိဗာဒီမှာတော့ចောင်းကမူလာတန်းចောင်းတယ်မူလာတန်းလုံးចောင်းနှစ်ចောင်းရှိပါတယ်ဒက်စမီကသူတို့ပုဂ္ဂလိကကနေအချိန်ပိုင်းဝယ်ပြီးတော့တုံးနေရတဲ့အချိန်တွေပါပဲဆိုတော့ဒီမှာရှိတဲ့လူအိမ်အောင်စုတွေကဒါလစဉ်ဒီ ် NGO တွေကနေထောက်ပံ့တဲ့စံစီစာပယ်နဲ့တခြားဆေးဝါးပစ္စည်းတွေကိုလှစင်ရကြပါတယ်ဒီအိမ်တွေကို လုံခဲ့တဲ့၃နှစ်ကလေးကအစိုးရနဲ့ NGO နဲ့ပူးပေါင်းပြီးတော့စောက်လုပ်ပေးထားတာပါအဲ့ကျွန်တော်ကျွန်တော်ဝင်ဝင်ပြပါခင်ဗျာအခုကျွန်တော်နဲ့အတူဆက်ရိုးကြတက်ဒုက္ခသည်စခန်းရဲ့တာဝန်ခံရှင်းနေပါတယ်အခုကျွန်တော်အခုနာမည်လေးနဲ့ မိတ်ဆက်ပါဗျာဒီမှာနေတာဘယ်လောက်ကြာပြီလဲဆိုတော့ကျွန်တော်နာမည်ကဦးမောင်ဦးသားလို့ခေါ်ပါတယ်ကျွန်တော်တို့ဟိုဇူလိုင်ကစေကိုရနေဆိုရင်ကျွန်တော်တို့တွန်းလိုက်ဒီဒီပြီးပါမယ်ဆိုတော့အခုတို့ဒီစခန်းထဲမှာအခုနေရတဲ့မိသားစုတွေရဲ့အခြေအနေနဲ့ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာအခုအသေးဆုံးဖြစ်မှာပဲလေတစ်ချက်တော့ပြောပြပါအောင်လူမုံရဲ့တိုးတဲ့ဘိုင်းမှာလူလူတွေကစိတ်ကဘယ်လိုပြောမလဲစိတ်ပိုက်ဆိုင်ရာအာနေမှုတွေလေ စိတ်ဖြစ်မှုတွေလည်းရှိမယ်လို့ကျွန်တော်ကခံမဲ့နေတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုတုန်းကလူကောင်းသူကောင်းတော့အရေမတော့ပဲဖေးမရိုက်ပဲနေခဲ့တယ်လို့အခုရက်ခွက်တွဲကဖေးရိုက်လာတယ်အရေတောက်လာတယ်အဲ့လိုမျိုးတွေကျဲမာရဲ့တော့ဆီခန်းအဲဆီပိခန်းတွေဆီတွေလုံလုံလောက်လောက်ရရှိဖို့နောက်ပြီးတော့မိတ်ရဲ့လက်ရဲ့ကျွန်တော်တို့မှာရေမြောက်တယ်အဲပညာရေးထောက်ကူပြင်းတဲ့တော့ပညာရေးကြောင်းဆောင်အထက်ကြောင်းဆောင် အဲကျွန်တော်တို့အဝေ့ကိုလည်းသွန်တရားဘူးဆိုတော့ဆရာဆရာမလေးဖွင့်ပြမှုကောင်းအောင်လုပ်ရှင်ပါလေဟုတ်ကဲ့အဲ့ဒါကျေးဇူးများတင်ပါတယ်ဟုတ်တာစစ်တွေမြို့နာကအစ္စလမ်ဘာသာဝင်ဒုက္ခသည်တွေနေတဲ့ဘောဓုပါဆိုတဲ့ဒုက္ခသည်စခန်းမှာဒီစခန်းမှာဆိုရင်ဒါအိမ်အောင်စုပေါင်း တထောင်ကျော်ရှိပြီးတော့လူဦးရေပေါင်း9000နီးပါးလောက်ဒီစခန်းမှာနေနေကြတယ်ဗျအင်ဂျီကတော့128လုံးရှိတယ်ဒီအိမ်တစ်ခန်းကဒါပေ40 20ပေါ့နော်ကျဲတယ်ဒါပေမဲ့အဲ့ဒီအိမ်တအိမ်မှာဆိုရင်ဒါအခန်း6ခန်းဖွဲ့ပြီးတော့ဒါမိသားစု6စုကိုထားတာပေါ့ဆိုတော့ဒီလူဦးရေ9000နီးပါးမှာကလေးက1200ကျော်ရှိတယ်အဲ့ဒီထဲမှာ800လောက်ကတော့အကျောင်းနေရွယ်ကလေးတွေအကျောင်းတက်နေကြတယ်ဗျဆိုတော့ကျွန်တော်ဒီဒုက္ခသက်ခံကိုကျွန်တော်နည်းနည်းရှင်းကြည့်အောင် ဒီမှာဈေးဆိုင်လေးတစ်ဆိုင်တွေ့တယ်ဗျကျွန်တော်နည်းနည်းဝင်မေးကြည့်အောင်ပါဟုတ်ကဲ့ဆရာဘွေးပတ်နမတဆူလာပဲဟုတ်ကဲ့ဟုတ်ကဲ့ကိုမင်္ဂလာပါကျွန်တော်ဟုတ်ကဲ့မင်္ဂလာပါ TVB သတင်းဌာနပါဟုတ်ကဲ့ကိုဒီစခန်းကဟိုဟာတာဝန်ရှိတဲ့လူတွေများရှိလားကျွန်တော်တို့ပါကောဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်နည်းနည်းလောက်ဒီစခန်းအခြေအနေလေးလေးကျွန်တော်လိုက်ကြည့်ချင်လို့ဟုတ်ကဲ့ကိုရအဲ့လေးလက်ပြပေးပါလားနော်ဟုတ်ကဲ့ကိုဒီတိုင်းပဲရှောက်မလားဒီတိုင်းရှောက်ရပါရဲ့ရှောက်ရပါရဲ့အခု6တော့ဘာဖြစ်လဲဗျကျွန်တော်ခြေတော့ဒီဟိုစကြည်စံခြေတာပါကောခြေစံခြေဟုတ်ကဲ့ ဘယ်ဘယ်ဘယ်မှာလဲဒီမှာဟိုပြဿနာဖြစ်ဖြစ်စတော့မှာဩဟုတ်ကဲ့ဘယ်သူဘယ်ဘယ်ဖြစ်တာလဲဘယ်ကဖြစ်ရတော့မသိဘူးကတော့ဒီလိုပြဿနာဖြစ်နေတဲ့ဝန်တိုင်းဖြစ်နေတဲ့လုံရဆိုင်အတွက်အဲ့ဒီချိန်မှာထိဒါမလို့အိမ်ပေါ့နော်မိသားစု6ရောက်ရှိပါတယ်ဒီခန်းထဲမှာပဲနေတာဒီခန်းထဲမှာပဲနေတာ6ရောက်အရင်တော့ကအဲဟာခန်းကြီးဆုံးလားဘယ်မှာနေလဲရွှေဘက်မှာရွှေပြားရက်ကွက်စစ်တွေမှာစစ်တွေမှာစစ်တွေမှာနေတာဩဟိုကဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ လင်းနေလင်းနေရှိပြီဆိုတော့ဟိုစားရေးတောက်ရေးကြတော့အိမ်မှာစားရမယ်အိမ်မှာစားရဲဟိုစံနေပါတွေကဘယ်ရရလဲဟာစင်စင်ကရရခရဆိုပါရိတ်ခအဲရိတ်ခအဲရိတ်ခလုံးမရပါရိတ်ခရဆိုလောက်လားမလောက်ပါဘူးလောက်ဘူးနော်ဒါကတော့တို့အိမ်သားတွေအိမ်သားတွေဆိုတော့အိမ်သားအိမ်သားတွေကတော့ဒါအိမ်ထဲမှာမရှိဘူးပေါ့နော် ဲ့တော့မရှိအကုန်လုံးဒါပြင်မှာပဲဟုတ်ကဲ့ပြန်မထုတ်ထားတာပေါ့နော်ဆလိုဒါကြီးကလုတ်ပစ်ထားတာပေါ့အဆက်ပေါ့ဟုတ်ကဲ့အဆက်ဆလိုဒါကြီးကလုတ်ပစ်ထားဟုတ်ကဲ့ဟုတ်ကဲ့အဲ့အန်ဂျူကိုဖွေးချီကပဲလုတ်ပစ်ထားဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီလူကြီးငါးတောင်နိဗ္ဗာန်နဲ့ဒီမှာဆောက်ထားတဲ့အိမ်သားတွေနဲ့လောက်လားမလောက်ဘူးပေါ့မလောက်ဘူးမလောက်အိမ်သားဖဏလုံးလောက်ရှိရဲ့အိမ်သားကတော့ကျွန်တော်တို့ဟိုမုံတိုင်းနဲ့လည်းတော်တော်များများပြည့်စုံပါတော့ဟုတ်ကဲ့ ုတ်ကဲ့ပထမတုန်းကကျတော့အင်တာကလုံး900ကျော်လောက်ရှိတယ်အင်တာလုံး900ကျော်ဟုတ်ကဲ့အခုကလုံးဟုတ်ကဲ့80ကျော်လောက်ပဲ80ကျော်လောက်ပဲရှိရမှာမီလာတွေကလည်းဟိုဥစားမီလာအိုးထွင်းမှာပြေးချံပြီးတော့ဖြစ်သွားတယ်အဲ့ဒါကြတော့လေဒီဖလိုရိုက်ကတန်းချမ်းပိုင်းတွေပါလေတိတ်လာလို့မလားလို့အဲ့ဒါအခုဘယ်လိုရှင်းလဲဒီကိစ္စဒီကိစ္စတော့ကျွန်တော်တို့ရှင်းဖို့ဥစ္စာတိတ်အခက်ကြီးဖြစ်တယ်မိလာတွေကြတော့ကိုအခုမြင်တဲ့အချိန်ပဲပြစ်ချက်နေတယ်သူကတလနှစ်ချိန်ပဲသူကလာဟုတ်ကဲ့ ဟုတ်ကျွန်တော်16အောင်နော်ဟုတ်ကဲ့ဒီကျောင်းတွေကဒါမူလာတန်းတိပေါ့ဟုတ်ကဲ့အဲ့တော့အထက်တန်းပညာတွေလည်းလည်းပညာတွေထက်တန်းပညာတွေဒီမှာကျတော့အထက်တန်းတွေကျတော့ဟုတ်တာကျွန်တော်တို့ကတက်ကြည့်ပြင် အဲ့တက်ပြင်းမှာပဲတော့တက်ရတယ်တော့တက်ရတယ်အဲ့တော့လေးတဲ့အောင်သွားပြီပေါ့မူဟိုလေးတဲ့အောင်သွားပြီအလေတန်းတက်မှအဲ့တက်ပြင်းလေးတော့ရတယ်ဆိုတော့ဆယ်တန်းအောင်သွားမယ်အဲ့ဆယ်တန်းအောင်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ဒိတ်ဆုံးပြီပေါ့လောလောဆယ်ဘာမှမရှိဘာဖြစ်လို့ဘာဖြစ်လို့ဆိုတော့ဘယ်မှတော်လို့လည်းမရမရဘူးလုံပစ်တဲ့လူလည်းမရှိဘူးဟောအဲ့တော့ဘူလာဘူကျွန်တော်လည်းဟိုသတင်းတွေကြားရလေတော့ဘူလာဘူကိစ္စကအခုတော့အခုဘယ်လောက်ထိကိုတွားခွင့်ရှိတာလဲ ျွန်တော်တို့ကအခုဒီသွားခွင့်ရှိတာကကျွန်တော်အဲတက်ကပြင်းရဲ့အဲဂိတ်ဆုံးပဲဟောနောက်တစ်ခုဟောဘူးမေပေါ့ဘူးမေပေါ့အဲမီဇာမီဇာကြီးရဲ့အောက်ပိုင်းပေါ့အဲဂိတ်ဆုံးပဲစစ်လိုမျိုးပေါ့သွားလို့မရမရဘူးဆိုတော့အလောက်ကန်ရဖို့ဟုတ်ပါဘူးတခြားမြို့တွေကိုသွားတာတို့တခြားနိုင်ငံတွေကို သွားတာလို့ရှိတယ်ရှိတယ်ပေါ့ရှိတယ်ကျွန်တော်ရက်ကောက်ကအဲ့ပေါင်လေးကကျွန်တော်တို့လည်းဟိုးရင်တုန်းကလည်းအဆူဆူနေခဲ့တာချိန်မျိုးလိုပေါ့ကွအဲ့အဲ့လိုမျိုးနေခဲ့တာခုဒီရောက်တော့လဲတရားဒီကောင်ကအလုံးမရှိဘူးအလုံးမရှိတဲ့ကကြာတော့သူကအဲ့လိုမလေးချောက်ကိုဆက်လင်းတဲ့တကတက်ပြီးတော့လိုက်ပေါ့ဟိုရောက်သွားတဲ့ကကြာတော့ဟိုပွေးစားတဲ့ကပေါ့သူတို့ဖန်ထားတယ်လေ အဖမ်းလိုက်ကြတော့ဒီမိသားစုရဲ့အချိန်ကနေပြီးတော့ပစ္စံဟိုကတိတ်တဆင်းနေစီတောင်းလာပေါ့ဘယ်ကရမလဲဗျာဒီက IDV ဒီဒုက္ခတွေတွေဘယ်ကရမလဲတိတ်တဆင်းနေစီအဲ့ဒီလူကုန်ကူးမှုပြဿနာကဒီခန့်နေတဲ့အခြေကိုရောက်လာရောက်တယ်ကိုရောက်ဘလောက်လောက်ဘယ်နေရောက်လောက်ဘယ်နေရောက်လောက်မှအဲ့လိုဖြစ်ပြီးအာဒီမှာကအဲ့ဒီတုန်းကကြောက်လို့ချင်းတော့တော်တော်များများလူတွေရှိတယ်ပွေးစားတယ်အဲ့လိုလူတွေကိုပစ္စံပွေးပြီးတော့ခေါ်ရတယ်ဒီကနေပြီးတော့အော်မလေးရှားတောင်းမလို့ရှိလားတောင်းမလို့ရှိရင်3000 5000အဲ့လိုပြီးတော့ဆွဲခေါ်ရတယ်သူရှိတယ် အများပြင်ဒီကျွန်တော်တို့ဒီဒုက္ခသစ္စာခန်းတွေမှာဒီနေရာကဒီနေရာကမွတ်စလင်တို့ဒေသခံတွေကပုံရံကအများကြီးလုပ်အဲ့ဒီလုပ်ဒီကဒုက္ခသစ္စာတွေကိုအကုန်လုံးခေါ်ရတယ်ပိစံပေးရတယ်မင်းသားစုကို3000 5000အဲ့လိုပေးရတယ်ဆိုဒေသခံဆိုတော့အခုပြောချင်တာကဒီ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 အစ္စလမ်ဘာသာဝင်ကိုယ်တိုင်ဟုတ်ပြန်အဲဟုတ်တယ်အစ္စလမ်ဘာသာဝင်ကိုယ်တိုင်ဟုတ်ပြန်လို့ ိတ်ကျင်တာပေါ့ထောက်ကွန်းပေါ့ဆိုတော့ဒီစခန်းထဲမှာရှိရလူကောင်းငါတော့နှိပါလောက်ကဟုတ်ပါညှို့လင်းချက်ဘာဘာအရင်အရင်ဒီအဖြစ်အပျက်သင်တော့ဘာဖြစ်လဲအရင်ဒီဖြစ်စဉ်ရောညှို့လင်းချက်ကကျွန်တော်တို့ကိုဒီမှာရှိတဲ့ဒုက္ခတဲ့ IDP ကကိုယ့်နေရာကိုယ့်တက်တော့ကိုတော့အကုန်လုံးကညှို့လင်းတောင်းတနဲ့ကိုယ့်နေရာကိုယ့်တက်တော့ကိုရောက်ရောက်လို့ချင်းအကုန်လုံးကပြန်လေကိုဘလို့စီးပွားရနေထားဘလို့လုကန်စားတော့ခဲ့အဲလိုမျိုးပဲကျွန်တော်တို့ကလို့ရှင်တယ်အဲ့ဒါကိုပဲကျွန်တော်တို့ကတန်တတ်နေကြတယ် ြန်တာကတော့ဟိုကြီးကမဟုတ်ဘူးလေအဲနောက်ပြီးတော့တော်ရဲလာရဲပေါ့အခုကြီးမကြတော့ကျမ်းမာရဲပညာရဲပေါ့အကုန်လုံးပါတစ်ခုမှအဆင်မပြေဘူးဟုတ်ကဲ့ဟိုမှာကျမ်းမာရဲပိုင်းဆိုင်ရာလဲဆိုလို့အကုန်လုံးဒီတိုင်းပဲဟုတ်ကဲ့အခုကစီကလာတဲ့အခုပြိတ်ပြီးတော့ပြန်သွားပြီတူးတယ်မဟုတ်ပါဘူး လွန်ခဲ့တဲ့၄နှစ်2012ခုနှစ်ကရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဘာသာရေးပြည်ပခါတွေကြောင့်ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၊ကိုးပြွန်နယ်မှာဗုဒ္ဓဘာသာဝင်ဒုက္ခသည်စခန်း၈ခုနဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဒုက္ခသည်စခန်း၄၃ခုရှိခဲ့ပါတယ်။အဲ့ဒီမှာလူပေါင်း၃၄၀၀ကျော်ဟာခိုးလုံနေခဲ့ကြရပါတယ်။ဒီစင်ရင်တွေဟာဒါပြီးခဲ့တဲ့အစိုးရလက်ထက်ရခိုင်ပြည်နယ်အစိုးရကကောက်ထားတဲ့စစ်တမ်းတွေပါ။တကယ်တော့တစ်ဖက်နဲ့တစ်ဖက် ရိဘကတွေဖြစ်အကျန်းဖတ်ကြတဲ့အခါမှာထိတ်ကနင်းနာဘဝတွေပြက်ဒုက္ခတွေဖြစ်ကြရသူတွေဟာနှစ်ဖက်သလုံးကပါပဲဒါကြောင့်ဒီလူတွေပြက်ခဲ့တဲ့ဘဝတွေရခဲ့တဲ့စိတ်ဓာတ်ရတွေကိုကုစားနိုင်မှုဘဝတွေပြန်တည်ထောင်နိုင်မှုဟာအချိန်တွေအများကြီးယူအောင်မှာတော့တည်ကြပါတယ်ဒီကနေ့ကြည့်ကြရတာတော့စစ်တွေမြို့မှာရှိတဲ့ဒုက္ခတွေစကန်းလေးခုရဲ့ဒုက္ခတွေရဲ့အချိန်တွေဒီပါကျွန်တော်တို့စီစဉ်ကိုဒီလောက်နဲ့ပဲရနာကုန်ပြပါဒီစီစဉ်ကနေပယ်ဒေတာတည်တည်မှာ ပုံစံမျိုးမျိုးနဲ့ကျင့်လည်နေကြတဲ့တကယ့်ဘဝတွေကိုတင်ဆက်ပေးနေတဲ့ခေတ်ပြိုင်ကောက်ချောင်းများအစီအစဉ်မှာကျွန်တော်တို့အစီအစဉ်ကိုပုံတူးနေနဲ့တနင်္ဂနွေနေ့တွေမှာအစ်စ်ထုတ်လင်းပြီးတော့တနင်္လာနေ့နဲ့စနေနေ့မှာပြန်လည်ထုတ်လင်းပါတယ်ဒီအစီအစဉ်ကို Facebook ပေါ်မှာပြန်ကြည့်ကြတယ်ဆိုရင်တော့ခေတ်ပြိုင်ကောက်ချောင်းများ Facebook ကို like လုပ်ထားကြပါခင်ဗျအစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲဝင့်သူပါ